စကိုင်းတိုင်းပလဲမြွနယ်မှာတော်လှန်ရေးတပ်ဖွဲ့တွေတင်ထားတဲ့ကမ်းထောက်ရွာနေမြရဲစခန်းကိုပြန်ရယူဖို့စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပါတယ်။ဒါကိုတော်လှန်ရေးအဖွဲ့တွေကတိုက်ခတ်ရမှာစစ်ကောင်စီတပ်ပြန်လဲဆုတ်ခွာသွားရတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကပြောပါတယ်။ကမ်းထောက်ရဲစခန်းတင်ပိုက်ခံရပြီးတပတ်ကျော်ကြာမှာအင်မတီကျေးရွာထဲတက်ဆွဲထားတဲ့စစ်တပ်ကပြည်သူ့စစ်တွေနဲ့ပေါင်းပြီးကမ်းထောက်ရွာကိုပြီးခဲ့တဲ့ရက်ပိုင်းမှာစစ်ကြောင်းထိုးလာတာလို့သူကပြောပြပါတယ်။ အင်မတီရွာကကန်းတောက်ရွာရဲ့အရှိတ်အချမ်းမှာရှိပြီး၃မိုင်လောက်ပဲဝေးပါတယ်။ပလဲမြွနယ်ထဲမှာပြူစောထီးလိုလူသိများတဲ့ပြည်သူစစ်တွေအားကောင်းရာကျေးရွာလေးဖြစ်တာပါ။စစ်ကောင်စီကပြန်လို့ခြင်းတော့စစ်ကြောင်းထိုးထွက်လာတာကျမတို့ PLA နဲ့ပူပေါင်းတပ်တွေကဖျက်တောက်ပြီးတိုက်ခိုက်တာမှာသူတို့ကနောက်ပြန်ဆုတ်သွားတယ်လို့ရဲဘော်နီနီကျော်ကပြောပါတယ်။ပလဲကန့်ကော်လမ်းပိုင်းမှာမဟာဗျူဟာအရအရေးပါတဲ့ကန်းတောက်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို PLA နဲ့မဟာမိတ်ဖွဲ့တွေကဂျွန်လ19ရက်မနက်မှာတိမ့်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။ ကမ်းတောင်ရဲစခန်းကိုပူပေါင်းတပ်တွေကဂျွန်လ2ရက်ကလေးကစတင်ထိုးစစ်ဆင်ပြီးနှစ်ပတ်ကျော်အကြာမှာတင်နိုင်ခဲ့တာဖြစ်ပါတယ်။ကမ်းတောင်ရဲစခန်းဟာဆိုရင်ပလဲမျိုးမရဲစခန်းပြီးရင်ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီးတော့ဘန်ကာတွေမိုင်းကွင်းတွေကရုတ်ချင်းတွေနဲ့ခန်းစစ်အထက်ထက်ပြင်ထားတဲ့တပ်စခန်းတစ်ခုလို့ PLA ကပြောပါရရှင်။